ကျွန်တော်ရန်ကုန်မိုဘိုင်းစတိုကြောက်တာပင်းဆိုင်ရဲ့ page အောက်မှာ review လုပ်ပေးပါအောင်ဆိုပြီးတော့ခဏခဏတောင်းဆိုနေတဲ့ဖုန်းအခုလက်တော်မှာအသစ်ထွက်ထားပြီးတော့ AI feature တွေအများကြီးပါတယ်ဆိုပြီးတော့နာမည်ကြီးနေတဲ့ Tecno ရဲ့ Canon 40လေးကိုဒီနေ့မှာ review လုပ်ပေးပါမယ်ဖြစ်ပါတယ်အဲ့တော့ဒီဖုန်းလေးကသူ့ဈေးတန်း8သိန်းကျော်ဝင်ချင်မှာတကယ်ပဲဝယ်သင့်တဲ့ဖုန်းလုံးလားဆိုတာကိုကျွန်တော်နဲ့အတူတူအဆုံးထိကြည့်လိုက်အောင် နုရဲ့ကံမွန် CV လို့ပြောလိုက်တာနဲ့ဒီဇိုင်းပိုင်းကတော်တော်လေးမိုက်ပြီးတော့အခြားဘယ်ဖုန်းထဲမှာဒီဇိုင်းမတူတဲ့ဒီဇိုင်းတရံနေရှိတဲ့ဖုန်းဆိုပြီးတော့လူတော်တော်များများသိကြတယ်အဲလိုပဲဒီတစ်ခါကံမွန်40 series မှာလည်းဒီဇိုင်းပိုင်းကတော်တော်လေးမိုက်တယ်ဆိုတဲ့အထက်မှာပါတယ်ပထမဆုံးဒီဖုန်းရဲ့ကြောပန်ချောင်းကိုစပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကင်မရာကိုကျွန်တော်၃လုံးကိုထောင်းလိုက်တန်းထားပေးတယ်အကင်မရာဘန်းကိုလည်းသူကဒီဖုန်းရဲ့နောက်ကြောဘက်ကနေတီးတဲ့ခွဲထွက်ပေးသွားတာမဟုတ်ဘဲနဲ့ 3D cuff လို့ပုံစံလေးလုပ်ပေးလိုက်တော့ ဒီဇိုင်းပိုင်းကကြည့်မယ်ဆိုရင်တော်တော်လေးဆန်းသွားပြီးတော့ဒီဖုန်းကိုလှမ်းပြီးကြည့်လိုက်တာနဲ့ Tecno ရဲ့ Canon 40 series ဆိုတာတော်တော်လေးတည်တာပါတယ်။နောက်ပြီးတော့ကျွန်တော်ကြောဘက်ချမ်းမှာတုံးပြီးထားတဲ့တက်ရှာကလည်းလုံးဝလက်ရမထင်ဘူး။ကျွန်တော်ဘေးဘက်ပေါင်းဒီမှာတုံးထားတဲ့တက်ရှာကလည်းလုံးဝလက်ရမထင်တော့ဒီဖုန်းကလက်ထဲမှာဒီလိုပေါ့နော်ကာမမတက်ပဲကင်မယ်ဆိုရင်တော့မှ confirm လေးကတန်တန်ရှင်းရှင်းနဲ့လှနိုင်မယ်ဆိုတဲ့ဒီဇိုင်းပိုင်းကိုတွားတယ်။အဲ့တော့ဒီဖုန်းကို memory ဖုန်းတစ်လုံးအနေနဲ့သူ့ရဲ့ဒီဇိုင်းကတော်တော်လေးအားရဖို့ကောင်းတယ်ဆိုတဲ့အထဲမှာပါတယ်။ သူများနဲ့မတူဘဲနဲ့တမူထူးကြရတာပေါ့နောက်ပြီးတော့ဒီဖုန်းရဲ့အလေးချိန်က198 gram နဲ့အထူးအနေနဲ့ကလည်း7.3 mm ပဲရှိတော့ဒီဖုန်းကလက်ထဲမှာကိုင်ရတာပေါ့ပေါ့ပါပါလေးနဲ့ကိုင်လုံကောင်းတယ်ဆိုတဲ့အနေထားမှာရှိတယ်အဲ့တော့ကိုကဖုန်းလုံးကိုပေါ့ပေါ့ပါပါဝင်မှာဒီဇိုင်းလှလှတုံးချင်တယ်လူတက်ကတော့ဒီဖုန်းကထည့်ပြီးတော့စဉ်းစားတင်တဲ့ဖုန်းလုံးနဲ့ပါပါတယ်ဒီဖုန်းကဒီဇိုင်းလှတဲ့အပြင်မှာသူ့ရှိမှာ IP66 dust and water resistant ပါတော့အာတုံတောင်ရေးတွေပါဆိုတာခံနိုင်တယ်ရေးဆိုတာပဲခံနိုင်တာပေါ့နော်ရေးစိန်တာတော့မခံနိုင်ဘူး ဒါပေမဲ့ဖုန်းဆိုတာကရင်ဆိုင်ပြီးတုံးဖို့ထောက်တာမဟုတ်တဲ့အတွက်ကြောင့်ရေဆိုရာခံနိုင်လေတော်တော်လေးအဆင်ပြေပါတယ် display ကြောင့်ပြောရမယ်ဆိုရင်တော့ဒီဖုန်းက6.7 inches AMOLED 120Hz flat panel နဲ့လာတယ်အဲ့တော့ကိုကမှန်ကုန်းဖုန်းနေမကြိုက်ဘူးဆိုရင်ဒီဖုန်းကတော်တော်လေးမှရွေးချယ်ဖို့ကောင်းတယ် display quality ကပြောရမယ်ဆိုရင်လည်းဒီဖုန်းကသူ့ရဲ့ဈေးနှုန်းဝင်ချက်မှာတော်တော်လေးကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ်နောက်ပြီးတော့ဒီဖုန်းရဲ့ဘေးပေါင်လေးပေါ့နော် display ဘေးပေါင်နေရာလည်းတော်တော်လေးမှပါတယ်ဆိုတဲ့အနေအထားမှာရှိတယ် အဲ့တော့ဒီဖုန်းကဒီဇိုင်းနဲ့ဝင်ကျင်မှာသူ့ရဲ့ display နဲ့ကတော့ကျွန်တော်ဘာမှ complaint တက်နေစရာမရှိဘူး speaker ဘက်ကကြည့်မယ်ဆိုလဲဒီဖုန်းမှာက stereo speaker သုံးထားပေးတာဖြစ်တဲ့တဲ့ကြောင့်ဒါမှမ mono speaker ရထက်အပုံကြီးတာတယ်အဲ့တော့ဒီဖုန်းက multimedia condensation လုပ်မဲ့လူတွေကတော့တော်တော်လေးအဆင်ပြေတဲ့ဖုန်းတွေမှာရှိတယ် ASUS အနေနဲ့ကတော့ဒီဖုန်းမှာက Helio G1 Ultra Ultimate ကိုထည့်ပေးထားတယ်အဒီ ASUS ကဒီမြန်မာနိုင်ငံကို official ဝင်တဲ့ဒီဇိုင်းနဲ့ဝင်ကျင်ထဲမှာဆိုရင်သူအကောင်းဆုံးပဲလို့ပြောလိုက်ရတယ် ဒီ SOC ရဲ့ performance ကလည်းကိုကရိုးတန်းတန်းရုပ်ရှင်ကြည့်တာ social media တုံးတာ Facebook YouTube ဒီလောက်ကြည့်တာကနေစပြီးတော့ mobile legend တို့ပတ်ကြည့်လို့လိုမျိုးခင်းတွေကို pop pop ပါပါစော့တဲ့လူတွေပေါ့နော် pop pop ပါပါထပ်ပို့ပြီးတော့စော့တဲ့လူတွေအတွက်ကိုလည်းဒီ performance က AACC ကောင်းကောင်းမွန်မွန်စော့လို့ရတယ်အဲ့တော့ဒီဖုန်းကဒီဈေးနှုန်းဝင်ချင်မှာ SOC နဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးကောင်းတယ်ဆိုတဲ့အနေအထားမှာပါတယ်အဲ့တော့ဒီဖုန်းရဲ့အဓိက main selling point အနေနဲ့တခုဖြစ်တဲ့ AI feature အကြောင်းပြောလိုက်အောင် AI feature အနေနဲ့ကတော့ဒီဖုန်းကလွန်ခဲ့တဲ့2လလောက်တုန်းကနာမည်ကြီးခဲ့တဲ့ DCAI ကိုသူရှိမှာဘေးရင်ထည့်ပေးလိုက်တယ်။ဒီ DCAI ကိုအသုံးပြုဖို့လည်းကျွန်တော်တို့ဘယ်ဘက်မှာဖုန်းရဲ့ဘယ်ဘက်မှာလိမ်မော် SN လေးနဲ့ cloud တစ်ခုကိုသူကထည့်ပေးလိုက်တယ်ပေါ့နော်။ဒီ cloud လေးကိုနှိပ်ပြီးတော့ DCAI ကိုခေါ်လို့ရတယ်။အဲနောက်ပြီးတော့အခြားသော AI feature အနေနဲ့အာ Jordan နဲ့ camera AI feature မှာဆိုရင် AI eraser ကို AI extender လို့ဒီလိုမျိုး AI feature တွေပါတယ်။နောက်ပြီးတော့ AIGC portrait တို့ business နဲ့ပတ်သက်လာတယ်ဆိုရင်ကျွန်တော်တို့ AI writing တို့ AI assist တို့ AI interpreter တို့ဒီလိုမျိုးတကယ်အသုံးဝင်တဲ့ AI feature တွေကိုထည့်ပေးထားတယ်။အဲ့တော့ဒီဖုန်းကသူ့စီနဲ့၈သိန်းကျော်ဝင်းကျင်မှာဒီလောက် AI feature တွေအများကြီးပါတာကဒီဖုန်းမှာရှိသေးတယ်။အဲ့တော့မိတ်ဆွေကဒီစီနဲ့ဝင်းကျင်မှာ AI feature အများကြီးသုံးကျင်တဲ့ဆိုရင်ဒီ Techno Camon 40အရလွင်အခြားရွေးချယ်စရာမရှိဘူးလို့တော့ပြောလို့ရတယ်။အဲ့တော့ camera ဘိုင်းကိုတွေ့လိုက်အောင် camera ဘိုင်းမှာဆိုရင်သူရှိမှာတုံးထားပေးတဲ့ specification က main camera အနေနဲ့ Sony LYT 700C camera ကိုတုံးထားပေးတယ်။နောက်ပြီးတော့8 megapixel ultra wide ဟိုဂျူရယ်ကင်မရာဆက်တက်နေလာတယ်ဒီ Sony စမ်းသောင်းသုံးမိလိုက်တဲ့အတွက်ကြောင့်ဒီဖုန်းရဲ့ ultra quality ကတော်တော်လေးမှကောင်းတယ်အဒေးလိုက်ဒီမှာဓာတ်ပုံရိုက်မယ်ဆိုရင်သူ့ရဲ့ဒီ day တွေ dynamic range တွေကျွန်တော်တို့ color တွေကတော်တော်လေးကောင်းနေတယ်မှာပါတယ် low light တွေပါရိုက်မယ်ဆိုရင်လည်း noise တွေပါအရင်မထောက်ဘောเนาะနောက်ပြီးတော့ဒီဖုန်းမှာကင်မရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးသဘောကျတဲ့အချက်ကအလင်းရောင်မတူတဲ့နေရာနှစ်ခုကိုပုံတပုံနဲ့မှရိုက်မယ်ဆိုရင်တော့သူ့ရဲ့အဲ့ဒီနေရာနှစ်ခုလုံးကိုအလင်းရောင်ယူရတဲ့ပုံလေးကတော်တော်လေးမိုက်တယ် selfie camera အနေနဲ့ကတော့ 32MP ပဲဆိုတုံးထားပြီးတယ်။ဒါကတော့ပုံမှန်ပဲပေါ့နော်။အဲ့တော့ဒီဖုန်းကဒီဇိုင်းတန်းဝင်ချင်မှာ camera တော်တော်မှကောင်းတဲ့ဖုန်းတစ်လုံးဆိုတော့ကျွန်တော်တေးသေးချာချာတော့ပြောနိုင်တယ်။ battery life အနေနဲ့ကတော့ဒီဖုန်းလေးကပုံမှန်ပဲသူ့ရှိမှာ 9200mAh မှာ 66W fast charging တုံးထားပြီးတယ်။အားလုံး 200mAh ဖြစ်တဲ့ကြကြအောင်ကိုက one day maybe တစ်ရက်ခွဲနှစ်ရက်ဒီဖုန်းကိုကောင်းကောင်းမွန်မွန်တော့တုံးလို့ရတယ်။အပြန်အသွင်းမှုကိုလည်း 66W နဲ့ဆိုတော့ အားကုန်ဝါမှာမိခဏခဏပြတ်မှာဆိုရင်အရင်စိတ်ပူနေစရာတော့မရှိဘူးဘယ်ဒီပိုင်းကကြည့်မယ်ဆိုရင်ဒီဖုန်းကအဆင်ပြေရဆိုတဲ့အနေထားမှာရှိတယ်အဲ့တော့နောက်ဆုံးအဆုံးတက်အနေနဲ့ဒီဖုန်းကသူစေးတဲ့၈သိန်းဝန်းကျင်မှာဒီဇိုင်းပိုင်းကကြည့်မယ်ဆိုရင်လည်းအခြားဘယ်ဖုန်းထဲမှာမတူဘဲနဲ့တော်တော်လေးမှိုက်တယ် display ပိုင်းကကြည့်မယ်ဆိုရင်လည်းအဆင်ပြေတယ်နောက်ပြီးတော့တကယ်အသုံးဝင်တဲ့ AI feature အများကြီးလည်းပါတယ်ကင်မရာလေးကလည်းကောင်းတယ်ဆိုတော့ဒီစေးတဲ့ဝန်းကျင်မှာ all rounder ဖုန်းတစ်လုံးကိုဝယ်ဖို့စဉ်းစားနေတဲ့လူတွေအတွက်ကတော့ရွေးချယ်လို့တင်တဲ့ဖုန်းလုံးလို့ပြောနေပဲ ားလုံးကျေးဇူးတင်နေကျွန်တော်အောင်ခတ်ပါ